အားလုံးပဲမင်္ဂလာပါ GB Doctor YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖြည့်တတ်ပြီးမှကတော့ကိုဝင်စာမြို့တပီတယောက်မေးထားတဲ့မေးခွန်းတွေပါအလေးမွေးပြီးရင်တဲ့သမင်ဆိုးဆေးကိုဘယ်ချိန်တောင်ပြန်ဆူဖို့ရမလဲဆရာတဲ့ဟုတ်ကဲ့ဒီသမင်ဆိုးဆေးဟာကလေးမွေးပြီးရတဲ့မန္တန်ပြောရင်ဆူဖို့ရတယ်မိုးတိုက်တိုက်မတိုက်တိုက်ကလေးမွေးပြီးရင်ဆူဖို့ရတယ်ဘာလို့လဲဆိုရင်ဆိုးဆေးပမာဏကမိခင်ရဲ့နှုတ်ရည်ထဲမှာပေါ့နော်မပြောပါတော့တဲ့ပမာဏလေးပဲပါဝင်မှာကြောင့်ကလေးပေါ်ကြိုက်မှုရှိဘူးတဲ့ ဒါပေမဲ့တကယ်လက်တွေ့မှာတော့ကလေးမွေးပြီးတော့6ပတ်ဒါမှမဟုတ်10ပတ်ထိစောင့်နာတော့ပိုကောင်းတယ်။ဘာလို့လဲဆိုပလေးမမွေးပြီးရင်အမေချစ်တဲ့သူမှာဟော်မုန်းအပြောင်းအလဲလေးတွေရှိတယ်။အဲ့ဟော်မုန်းအပြောင်းအလဲလေးကြောင့်စဉ်နာသည့်တွေကခြောက်နေတာတို့ကျေလွယ်ကျိုးလွယ်တာမျိုးပေါ့နော်အဲ့လိုမျိုးရှိတတ်တယ်။အဲ့ကြောင့်အဲ့ချိန်မှာတွားပြီးတော့ဆေးဆိုးလိုက်ပဲဆိုပြီးပိုပြီးကြိုက်လွယ်စံနာတွေကိုပြက်စီးစေပေါ့ ဒီခန္ဓာကိုယ်ရဲ့ဒီဟော်မုန်းအပြောင်းအလဲကိုကျင်းသားတရားပေါ့အချိန်ကြီးတစ်ခုတော့ယူစေခြင်းလားအဲ့အတွက်မှကြောင့်မလို့သူက6ပတ်ဒါမှမဟုတ်7ပတ်ပေါ့နော်စောင်းစေခြင်းလားဆိုမယ်ဆိုရင်လည်းလက်အိပ်ဝတ်မယ်ကိုယ့်ဘာကိုဆိုမယ်ဆိုရင်ပေါ့နော်လက်အိပ်ဝတ်မယ်လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာဆိုမယ်ပြီးတော့ကြတော့သပင်ဆေးစုပြီးရင်လည်းနေချာကောင်းလျှော့ပြီးတာမျိုးလုပ်ပြီးတင်တယ်ဆိုင်မှာတွားဆိုရင်လည်းအဲ့လိုမျိုးပဲပေါ့နော်ဘိုင်းနာတင်ပါတယ်တဲ့အဲ့တော့စိုးချိန်တော့စိုးလို့ရပါတယ်